ဘဝရဲ့အခက်အခဲတွေဆိုတာတွန်းအားပါတက်ခါကငါတကောင်ဟာရေထဲကနေခုံထွက်ပြီးကမ်းပေါ်တောင့်တင်းသွားပါတယ်ကမ်းကနေရေထဲပြန်ရောက်ဖို့တဲရီနဲ့လူပေနေပြီးရေထဲပြန်ဆင်းဖို့ရာ အခက်တွေ့နေပါတော့တယ်အဲ့လိုတဲလူမျောပါနဲ့မိန်နေတဲ့အချိန်ပါပဲပရွက်စိတ်အနီးတွင်စီတန်းရောက်လာပြီးငါကိုအသေးကောင်အမတ်နဲ့ကြိုက်ခဲ့ကြပါတော့တယ် အရိခါကြမငါဟာလူလိမ့်အောင်နာကျင်နေရပြီးတဲရဲကနေရှေ့ရှိရစီ တရွေ့ရွေ့သွားရပါတယ်ရှေ့တဲရောက်မှငါနာကျင်မှုတွေတက်တာမှဆိုတဲ့အကျွေးနဲ့လူလိမ့်နေရာကနေနာကျင်လို့တဲ့အခါဖြစ်ဖြစ်လူလိုက် မောလာတဲ့အခါနားလိုက်နဲ့ပယန်းစိတ်တွေရဲ့ကခဲမှုကလွန်မြောက်အောင်ကြိုးစားပါတော့တယ်အဲ့လိုတရွေ့ရွေ့နဲ့နာကျင်မှုတန်ကို မခံစားနိုင်တဲ့အတွက်ကြိုးစားလာလိုက်တာ ကမ်းပေါ်ကနေရေစက်ကိုအရောက်မာတော့အားထည့်ခုံလိုက်တဲ့အခါရေထဲကို ပြန်လဲရောက်ရှိသွားပါတော့တယ်။ဘဝမှာလည်းအဲ့ဒီသဘောပါပဲ။အခုအချိန်မှာအယံကိုပင်ပန်းခက်ခဲစစ်တဲနေရဆိုတဲ့အခါရေထဲငါးကိုပြွေးစိတ်တွေဝိုင်းခဲနေတိုင်းဆိုလို့သဘောထားကြည့်လိုက်ပါ။အဲ့လိုခက်ခဲစစ်တဲမှုကနေတင်ခေါ်အားရှိသလောက်အတန်တိုင်းဆုံးရုံးထွက်နိုင်ဖို့လိုပါတယ်။နောက်ဆုံးအချိန်မှာတော့အားကုန်စူးစမ်းကြည့်ခြင်းက အလကားမဖြစ်စေပါဘူးလက်တလုံးကြုံနေရတဲ့နာကျင်မှုပင်ပန်းဆင်းရဲမှုတွေကပဲတင်းကိုပန်းနိုင်ရအောင်တွန်းပို့နိုင်တယ်ဆိုတာမမေ့လိုက်နဲ့နော်နာကျင်မှုခက်ခဲမှုတွေဒါမှရှိရင်တည်ယုံထွက်နိုင်ဖို့စူးစမ်းမိမှာမဟုတ်ပါဘူး